လေဒီဂါဂါရဲ့ဖျော်ဖြေပွဲကိုဘုံခွဲမဲ့အကြမ်းဖက်တိုက်ခိုက်မှုအစီအစဉ်ကိုဟန့်တားနိုင်ခဲ့တယ်လို့ဘရာဇီးရဲ့တပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ရီယိုဒီဂျနေရိုမြို့မှာရှိတဲ့ကိုပါကာဘာနာကမ်းခြေမှာမေလ၄ရက်နေ့ကကဘာကျော်အဆိုတော်လေဒီဂါဂါရဲ့အခမဲ့ဖျော်ဖြေပွဲကိုကျင်းပခဲ့ပြီးပရိသတ်နှစ်တန်းကျော်လောက်တက်ရောက်ခဲ့ပါတယ်။မြို့ရဲ့ကဘာလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ရည်ရွယ်ပြီးအဲ့ဒီဖျော်ဖြေပွဲကိုရီယိုမြို့အုပ်ချုပ်ရေးအာဏာပိုင်တွေကပဲစရိတ်စိုက်ထုတ်အကုန်အကျခံပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံအနှံ့နဲ့တခြားနိုင်ငံတွေကပြည်သက်တန်းနဲ့ချီရောက်ရှိလာမှာကိုဂျိုတင်တွက်ဆထားတာကြောင့်ရီယိုရဲတပ်ဖွဲ့ကတရားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးလုံခြုံရေးအစီအမံတွေကိုတင်းကျပ်ထားခဲ့တာပါ အဖြတ်သမားတဦးကလက်လုပ်ဘုံးတွေကိုတုံးပြီးလူအုပ်ကြားမှာဖောက်ခွဲဖို့အ ਨੇ စုံလူငယ်တဦးကိုငှားရမ်းထားတယ်ဆိုတဲ့သတင်းရရှိခဲ့ကြောင်းရီရွယ်ချက်ကတော့လူမှုကွန်ရက်ပေါ်မှာဖျော်ဖြေပွဲနဲ့ပတ်သက်ပြီးသတင်းဆိုးတွေဖြန့်နိုင်စေဖို့ဖြစ်ကြောင်းရဲတွေကပြောပါတယ်မေလ၄ရက်နေ့မှာတော့ အဲ့ဒီအစီအစဉ်ကိုရေးဆွဲသူနဲ့နောက်ထပ်ဆယ်ကျော်သက်လူငယ်တယောက်ကိုဖမ်းမိထားပြီးဖြစ်တယ်လို့ရဲတွေကကြေညာပါတယ်။တိုက်ခိုက်မှုကျူးလွန်ဖို့ရည်ရွယ်ခဲ့တဲ့အဖွဲ့ဟာကလေးတွေဆယ်ကျော်သက်လူငယ်တွေနဲ့ LGBT အသက်အဝန်းကိုပြစ်မှတ်ထားတဲ့အမုန်းစကားတွေဖြန့်ဝေဖို့လဲရည်ရွယ်ထားတယ်လို့ရဲတွေကဆွဆွဲပါတယ်။တိုက်ခိုက်မှုကိုစေခိုင်းသူကလူငယ်တွေကိုအစွန်းရောက်အတွေးတွေရိုက်သွင်းပေးနေပြီးကိုကိုကိုနဲ့သူတစ်ပါးကိုနာကျင်အောင်လှောက်ဆောင်တာမျိုးတွေကိုသွေးထိုးပေးနေတယ်လို့ရဲတွေကဆွဆွဲထားပါတယ်။ အခုဖြစ်စဉ်နဲ့ဆက်စပ်တဲ့နောက်ထပ်ကြံ့ရပါတွေကိုလည်းရဲတွေကစုံစမ်းရှာဖွေနေပါတယ်။တိုက်ခိုက်မှုဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့ထောက်လှမ်းရေးသတင်းတွေရခဲ့တဲ့နောက်ရဲတွေဟာလုံခြုံရေးအစီအမံတွေကိုတိုးမြင့်ပြီးပြည်သက်တွေယူဆောင်လာတဲ့ပစ္စည်းတွေကိုလည်းတင်းကျပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အခုအခါပြည်နယ်တချို့မှာဖမ်းဝရမ်းတွေလည်းထုတ်ပြန်ထားတာပါ။ရီယိုရဲတပ်ဖွဲ့ရဲ့အဆိုအရဖျော်ဖြေပွဲလုံခြုံရေးအတွက်ရဲအင်အား9000လောက်ကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ Lady Gaga ဟာ2012နောက်ပိုင်း ဘရာဇီးနိုင်ငံမှာပထမဆုံးအကြိမ်ဖျော်ဖြေပွဲပြန်လည်ကျင်းပခဲ့တာဖြစ်ပြီးသူ့ကိုအယူအမူအပြေးကြတဲ့ပြည်သက်တွေအလုံးအရင်ရီယိုမြို့စီရောက်လာခဲ့ကြတာပါအဲ့ဒီဖျော်ဖြေပွဲကိုအကြောင်းပြုပြီးမြို့ရဲ့ကဘာလက်ခရီးသွားလုပ်ငန်းမှာဝင်ငွေအ ਨੇ စုံဒေါ်လာတန်း100လောက်တိုးပွားလာခဲ့လိမ့်မယ်လို့ရီယိုမြို့အုပ်ချုပ်ရေးအဖွဲ့ကခန့်မှန်းထားပါတယ်ရှင်